ူဟာသတိမမျောရကနေရုတ်တရက်နိုးထလာခဲ့ပါတယ်နိုးနိုးချင်းပထမဆုံးလုပ်ချင်တာကသူ့မိမငယ်လေးကိုစူပူတေးမောင်းဖို့ပါပဲဒါပေမဲ့သူ့မနာမည်ကိုအာယူခေါ်လိုက်ရုံရှိသေးခန္ဓာကိုယ်ကမခံနိုင်ပဲချက်ချင်းပြန်လဲကျတော့ပါတော့တယ်မိန်းကလေးကလည်းသူကြားလိုက်တာမှားယွင်းနေထင်ပြီးထိတ်လန့်သွားတယ်အဲ့ဒီအချိန်မှာပဲသူ့ညီငယ်လေးကအကိုကြီးတောင်းနေပြီးဆိုပြီးအလောတကြီးပြေးဝင်လာပါတယ်တအိမ်လုံးကသူ့ကိုဝိုင်းဝန်းရှာခွေကြတယ်ဒီမိန်းကလေးကလည်းအလွန်အမင်းတက်ကြွစွာဟန်ဆောင်ပြီးရင်ွေးအိုးကအစာခွေးအိမ် အဆုံးလိုက်စစ်ဆေးနေခဲ့တဲ့ကံကောင်းခြင်းတော့တကယ်ပဲသူ့ကိုရှာတွေ့သွားတယ်သူ့ကိုဆွဲခေါ်လာရင်းနဲ့မရက်မနာညဉ်ညူပြောဆိုနေတော့တာပါပဲသူကလည်းသူမငါ့ကိုအဆုံးတက်တော့မယ်ထင်တယ်လို့တွေးနေတော့သူ့ညီကသူ့တို့နှစ်ယောက်ကိုအတူတူတွေးတော့ခဲ့တယ်သူ့တို့နှစ်ယောက်ပေါင်းပြီးသူ့ကိုပြန်ဆွဲထုတ်လိုက်ကြတယ်ဒီမိမကမရမကထင်းချင်းချက်ပေးပါတယ်အောက်ထပ်မှာတွေးရတဲ့အလင်းမီမပေါင်းဆက်နိုင်တဲ့အပင်ကြီးဟာကုမ္ပဏီရဲ့ဖြည့်ဆည်းမှုဖြစ်နိုင်တဲ့အန်အောစရာကောင်းတာကညီဖြစ်သူကပါသဘောတူပြီးခတိကိုစစ်ဆေးဖို့အမိတ် ပေးလိုက်တာပါပဲဒါပေမဲ့ကင်မရာတွေကပျက်စီးနေတယ်လို့ဆိုတော့မိမကဒါဟာတရေပဲဖြစ်မယ်ဆိုပြီးပို့ပြီးယုံကြည်သွားခဲ့တယ်သူတို့နှစ်ယောက်အကြီးကျယ်ငင်းခုန်ကြပြီးတော့သူ့ကိုမြေကြီးပေါ်မှာပဲပြစ်ထားခဲ့ကြပါတော့တယ်သူကအဲ့ရာကိုပြန်ရောက်တော့နောက်ဆုံးတော့နားခွင့်ရပြီလို့ထင်လိုက်တယ်ဒါပေမဲ့ခဏကြာတော့ကြောက်ရွံ့နေတဲ့မိမကသူ့ရဲ့အယုတ်ကွာကြီးကိုဆွဲပြီးသူ့ခန်းထဲကိုတွားဝင်လာတယ်ဒီညဒီမှာအိတ်ခွင့်ပြုပါလို့တောင်းဆိုတယ်သူမကမကြိုက်ရင်တန်းကွက်နိုင်ပါတယ်နော်လို့ယဉ်ကျေးစွာပြောတော့ သူကစိတ်ထဲကနေအော်ဟစ်နေပေမဲ့အတန်တစ်ချက်မှထွက်မလာခဲ့ပါဘူး။ဒါနဲ့ဒီမင်းကလေးကလည်းပုံမှန်လိုပဲသူ့ဘေးမှာလှဲချလိုက်ပါတော့တယ်။နောက်တစ်မိနစ်မှာသူ့မိခင်ကအာဆီဟင်းချုံနဲ့ရောက်ချလာခဲ့တယ်။သူ့ကိုကာကွယ်ပေးနေတယ်လို့ယုံကြည်ရတဲ့သူ့ရင်ခွင်ထဲမှာချစ်စရာကောင်းစွာအိပ်ပျော်နေတဲ့မင်းကလေးကိုတွေ့တော့မိခင်ဖြစ်သူဟာမျက်ရည်ကျလောက်အောင်စိတ်လှုပ်ရှားသွားခဲ့တယ်။ဟင်းချုံတစ်ခွက်တည်းနဲ့မလုံလောက်ဘူးလို့ဆုံးဖြတ်လိုက်တယ်။အဲ့ဒီလိုနဲ့ဒီမင်းကလေးနိုးလာတဲ့အခါဗီလာအိမ်၂၀လုံးကိုလက်ဆောင်ဖြင့်ရရှိခဲ့တယ်ဗျ။ ော်ရှင်လုံးလို့အော်ဟစ်လိုက်ပါတော့တဲ့ဒါတင်မကသေးပါဘူးမိခင်ကမိသားစု၈၂၀အတွက်စာချုပ်ကိုပါထပ်ပေးလိုက်တယ်ညီငယ်လေးတောင်တုံးလို့သွားတယ်ဒီမိမကလက်မှတ်ထိုးဖို့ပြင်ဆင်နေတော့သူ့မရဲ့မွေးစားမိပါရီနဲ့အတူပြည်ရဲ့များတဲ့အမပါရောက်ချလာခဲ့တယ်အဲ့ဒီကောင်မလေးကသူ့မသားတရားဝင်တလို့သမီးဖြစ်ကြောင်းအလင်းစလိုတက်တည်ပြဖို့ကြိုးစားတယ်ဒီမိမကမှန်ကန်ကြောင်းဝန်ခံပေမဲ့သူ့မကိုလက်ထပ်ဖို့ညှင်းပယ်ခဲ့တာကိုပြန်လောင်ပြောင်လိုက်တယ်ရောက်ခမကတော့သူ့ရဲ့မနာလိုမှုကိုရိပ်မိပြီးဒီမိ လေးဘက်ကခိုင်မာစွာယက်တီပေးခဲ့ပါတယ်ဒီအချိန်မှာသူကတော့အစီခံတွေကသူ့မကိုမောင်းထုတ်ဖို့ကြံစီနေတာကိုနားထောင်မိလိုက်တယ်သူ့မသားထွက်သွားခဲ့ရင်သူခံစားခဲ့ရသမျှဆင်းရဲဒုက္ခတွေအလကားဖြစ်တော့မယ်ဆိုတာသူသိလိုက်တယ်ဒါကြောင့်သူဟာသူ့ကိုယ်သူအတင်းအကျပ်နှိုးဆော်လိုက်တဲ့အောက်ထပ်မှာသူ့ရဲ့မွေးစားဖခင်ကဒီမင်းကလေးကိုကန်ဆိုးမဲ့သူလို့ဆွဆွဲနေတော့အစီခံတူကသူ့တွေးရန်နေကြောင်းအော်ဟစ်ပြီးပြေးဝင်လာတဲ့မိခင်ကသူကအဲ့လိုဖြစ်နေကြပါလို့အေးဆေးစွာပြောနေခဲ့ပေမဲ့တွေးရန်ကြီးကိုမြင်လိုက်ရတဲ့အခါ ချက်ချင်းမူလဲကြသွားပါတော့တယ်မိထွေးကတော့ကွာရှင်းစာချုပ်တွေကိုမမနာနဲ့တင်ပြတယ်ညီငယ်ကလည်းလက်မှတ်ထိုးဖို့ဒီမိန်းကလေးကိုဖိအားပေးတယ်ဘာလို့ရမှန်းမသိတော့ပဲသူမကဘောပင်ကိုလှမ်းယူလိုက်တယ်အားလုံးကုန်ဆုံးပြီလို့စိတ်ပြအားငယ်နေတော့သူ့ရဲ့အတန်ကသူမရဲ့လက်ကိုရက်တက်လိုက်ပါတော့တယ်လူတိုင်းအံ့အားသင့်နေကြချိန်မှာပဲသူကဒီအိမ်အောင်ကြီးကိုဘယ်တော့မှအဆုံးသတ်လို့မရဘူးလို့ကြေညာလိုက်ပါတော့တယ်